ပုံစံကူးဆက်သွားရင်တော့လည်းအစီဖုံးရောကဖြစ်မှာပေါ့ဟုတ်ပါဘူး။ Now ဒီ account banking center ဆိုတာ dopamine ဆိုတော့သူ့မှာတဲ့ thalassemia ဆိုတဲ့ရောဂါရှိတယ်တဲ့။အခုအသေးချောက်တာ F3 နဲ့ F4 ကြားမှာရှိရပြောပါတယ်ခင်ဗျ။အဲ့အသေးအားစင်းနဲ့ပတ်သက်ပြီးတော့ဗာစီနာတောက်ရအစီအပြေပါလဲခဲ့ဆိုင်ပေါ့။ဒီဘုလိုပတ်သက်ပါ့။သမီးဒီလိုလေ thalassemia ဆိုရောဂါ THAL is thalassemia ဆိုတာပင်လယ်ပေါ့။ အီမီယာဆိုတာတွေးတလစီမီယာဆိုတော့ပင်လယ်နေနာတဝိုင်မှာရှိတော့တွေးရောကပေါ့နော်အဲ့ဒါဘာလဲဆိုမြေတဲ့ပင်လောနာမှာသူကစတွေးတာဟုတ်သူကတော့တာမန်လူတွေလို့မဟုတ်ဘဲနဲ့သူ့ရဲ့ RBC ဒီထဲမှာပါတဲ့ဟီမိုဂလိုဘင်ဆိုတဲ့အုပ်စုကလွဲမှာ A အဲ့လိုမဟုတ်ဘဲနဲ့ A နဲ့ A ဖြစ်မဲ့စား A နဲ့ E ဖြစ်တယ် အဲ့လိုဖြစ်တဲ့ကံမှာသူများအာဘီစီလိုမဟုတ်သူပောက်ကွဲလွယ်တယ်ပောက်ကွဲခန်းနဲ့ပောက်ကွဲတော့မျက်လုံးလေးနဲ့နဲ့ဝါမယ်ပောက်ကွဲနဲ့တန်တက်တွေထွက်လာမယ်တန်တက်တွေထွက်လာသဲဘော်ကိုရောက်မယ်သဲမာမယ်ပြီးတော့ဟိုပောက်ကွဲလာများတဲ့ခါမှာဒီပြင်အသေးရောဂါလက္ခဏာပုံတော့အဲ့တော့ဆရာတော့ဝါပေးထားတယ် မွေးရပါအသေးကြီးတဲ့ရကြီးတွေ့ရနေရောကလို့ပေခေါ်ထားတယ်ဟုတ်ကဲ့ဆရာအဲ့တော့သူကဘာဘာမေးလဲခုနဟုတ်အာအာစင်းတို့တောက်တော့တော့အာသေးကတော့တန်တတ်မပါတဲ့အာသေးကုံတော့ folic acid တန်တတ်မပါတဲ့ folic acid ပေါ့နော်ဗီတာမင် B1 B12 B6 ကုံတောက်လို့ရပါတယ်နော်အဲ့အဲ့ဒီတယ်လာဆီမီးယားရှိတဲ့ patient တယောက်ကလည်းလူနာတယောက်ပါပေါ့နော်အသေးကင်ဆာရောဖြစ်နိုင်ခြေရှိလားမသိဘူးလေအင်းတယ်လာဆီမီးယား ကြောင်းတက်တက်တော့အဲကင်ဆာဖြစ်ပေါ်တာ chance တော့နေပါတယ်ဖြစ်တော့ဖြစ်နိုင်တယ်ပြောမှာပေါ့နော်သလစီမီးကတန်တက်တွေများပြီးတန်တက်တွေတွေးထဲမှာသူကပုံပြီးနေလို့ရှိရင်ဖြစ်နိုင်တယ်ပေါ့နောက် account function တွေမျိုးပါပြောရတဲ့ကြည့်ဟောအသေးအစီဖုန်းနဲ့ပတ်သက်ပြီးတော့သူကဒီကုသမှုတွေမေးချင်လို့ပါတယ်ကြည့်အစားအသောက်နဲ့ရှောင်းတင်ရှောင်းအစားအသောက်တွေစားရတဲ့ခါကျရင်ဘလို့အစားအသောက်မျိုးကိုရှောင်းတင်ပါတယ်တဲ့ ဟုတ်ဆေးတောက်မယ်ဆိုလည်းဘယ်လိုဆေးမျိုးကိုကြာကြာဆွဲတောက်ဖို့လိုအပ်ပါတယ်ဆရာကြီး။ဟုတ်ဘာကြောင့်ခုနအာဖက်တီတပါဆရာ။တဲဖက်တီတပါတဲ့။အဲဆေးဖုံးကတော့ယနေ့တဲ့အတိုင်းကဘာပေါ်မှာဆေးမရှိသေးဘူးလို့ပဲပြောမှာပေါ့။တစ်မျိုးနှစ်မျိုးတော့ပေါ်တယ်။ဒါပေမဲ့တွန်းတွန်းကြဲကြဲမဟုတ်သေးဘူး။အဲ့တော့အဓိကသူ့ကိုပြန်မှာတော့ lifestyle modification ပေါ့။နေထိုင်စားတောက်မှုတွေကိုပြင်ပြမယ်။ကိုယ်ကိုလျှော့တင်နေတာလျှော့ရမယ်။အဲလက်ကျင်ခံလောက်ရမယ်။လှုပ်ရှားမှုဖြစ်ရမယ်။ အဲ့ဒါအဓိကပေါ့ဆေးကတော့စိတ်တိုင်းကြကျင်းတ်ဖွယ်လောက်အောင်ကုနိုင်တဲ့ဆေးမရှိသေးဘူးလို့ပြောအောင်ဟုတ်နောက်အကောင့်ပိုင်ရှင်ကြောက်ပါစေအာတင်မွန်းချင်ရွက်ကအတဲအတွက်အားကောင်းနေဆိုတော့ဟုတ်ပါသလားကျေဆရာတို့ကမှမကြဘူးအချင်းဆိုသည့်အတွက်အချင်းဆိုရင်အသေးနဲ့မတည့်ဘူးအချင်းအတန်တတ်တယ်များစီဆိုတဲ့မတည့်တော့မဟုတ်ပါဘူးလို့ပဲမတည့်ဘူးလို့ပဲဖြစ်ရမှာပေါ့အဲ့တော့အသေးစီခေါ်တာအဲ့ နောက်ဒီအတန်းတော်ကစီပိုးနဲ့ပတ်သက်ပြီးတော့တော့နေရာတစ်ခုရှိပါချင်းစီပိုးဈေး6လစားပြီးတော့တဲ့3လကြာပြန်စစ်ကြည့်ပါတယ်ဘိုးဘောင်မရှိတော့ပါဘူးတဲ့ပုံမှန်ပြန်စစ်ပေးဖို့လိုပါသားတဲ့ channel တော့အထုလိုပါတယ်တကြိမ်တစ်ခါကမိမိကိုယ်ရဲ့ဟိုစီဘိုးဝင်သွားပြီဆိုရင်စီဘိုးကပြောင်းကုလို့ရပြီဒါပေမဲ့သူစီဘိုးဝင်သွားတော့ကသူဘာလဲဒုက္ခပေးသွားလည်းမသိဘူး စီဘိုးဝင်ခဲ့ဘူးတဲ့လူကအသက်6နဲ့နဲ့အသက်ကင်ဆာဖြစ်နိုင်တယ်။ဒါကြောင့်မလို့စီဘိုးပြောက်ပြီမဲ့လဲမှန်မှန်လေးတော့ follow up လေးဆရာတို့ policy ကအသက်6နှုန်းတိုင်းလိုက် F012 12ဆိုရင်012ဆိုရင်မင်းတက်နေမှာတခါလား34မင်း6လားတခါလား4လားတခါလားအဲ့လိုချိန်ပါတယ်။ဟုတ်ကဲ့။နောက်ဆက်ပြီးဘီဘိုးကူတမှုမှာသူကစေထိုးနေလို့မှသူ့ကိုဆက် သူကထိုးနေတော့ back nan ကိုထိုးနေတာတဲ့ဒီဆက်ရှစ်လုံးထိုးတယ်ပေါ့ထိုးတဲ့ခါကျတော့ဒီ side effect အနေနဲ့သူကနေမကောင်းနှုံးနယ်ပါရှိတယ်အဲ့ဒါလေးရအောင်ဒီယောဂနဲ့ပတ်သက်ပြီးတော့ဘလောက်တူတင်တကျဲထိရောက်မှုရှိပါလဲရအောင်ကုသမှုပျောက်ပျောက်နိုင်မှာအများကြီးတည်တယ်ရှေ့မှာပြောလို့ပဲဘီဘိုးဘီယောဂဘိုးတော့စားသေးတူတယ်နဲ့ဘယ်တော့မှမပျောက်အများရန်စားသေးနဲ့ထိုးသေးတွေ့ရမယ် ထိုးသေးတွဲသည့်တွဲသူ့ရဲ့ဘေးဘေးရွှေဆူကြိုးတွေဖြစ်တဲ့အာနေရာတို့မောရာနုံးလာဖြစ်မှာဒါတော့ဟိုစားတော့လဲစင်ရင်နေဟို view site နဲ့နေသွားမယောဂပေါ့နောက်ခွာကြတော့ကျွန်တော်အသေးစီပုံနဲ့ပတ်သက်ရောက်မှမင်းရဲ့၄ပေါင်းဖြစ်နေတာတော့ နောက်တစ်ခုဆရာစီသူမမေ့ဖြစ်အောင်မယ်ဒုရုထဲမှာလွဲမနေလို့ကျွန်တော်ထင်တာပေါ့နော်အာတင်နန်းတက်ခန်းကြီးမှာဗီဟုတ်ကလေးထိုးကြာကျွန်တော်မထိုးရဘူးဆရာစကဝဲသေးထိုးတိုင်းဟိုရောက်ရင်ကျွန်တော် plus ဖြစ်နေလိမ့်မယ်အဲ့တော့မတိကိုလည်းအစကရောက်ခါသာဆောင်ဖြစ်ခါသာတော့ကငါအဓိပ္ပာယ်မရှိရခင်ကာဝဲသေးထိုးတာဗီဟုတ်ဘလို့ရှိမှာတော့ထိုးလို့ပြောတယ်ဒါပေမဲ့သူတို့ပြောတာမှန်တယ် ဘီဘိုးကာဝယ်ဈေးဆိုတာ HPSAG ကိုပဲထိုးတာလူကြီးဆိုရင်10မိုက်ခရိုဂရမ်ကလေးဆိုရင်5မိုက်ခရိုဂရမ်အဲ့တော့ထိုးလိုက်ပြီးရင်လူကြီးတွေမှာရောကလေးတွေမှာရော20ခန်းလုံးလောက်ကတစ်လလောက်အတွင်းမှာ HPSAG positive ဖြစ်နေနိုင်သေးတယ်နောက်မှပျောက်သွားမှာပေါ့အဲ့တော့အဲ့ဒါလည်းလွဲမှားတဲ့ယူလွဲမှားတဲ့အယူဆမဟုတ်ဘူးသူတို့ကလွဲသူတို့ကလွဲတဲ့ထင်တာမဟုတ်ကိုလွဲနေတာသူတို့ပြောတာဟုတ်တယ် တင်နန်းတက်ခန်းနီးမဆိုဘီဘုကဝစီသွားမထိုးနဲ့တင်နန်းတော့မှာ positive ဖြစ်နေမှာဟုတ်တယ်ဟောနောက်ခုမေးရတော့လဲပေါ့အတယောက်တော့စီဘိုးအဓိကဘယ်လိုကူးဆက်တာလဲဆရာကြီးလဲဟုတ်စီဘိုးကတော့သွေးနဲ့ ठी မှာတည်းဒီကူတာပဲတူနေတိုင်းစားတော့လို့လည်းမကူးဆက်ဘူးတင်မရလည်းမကူးမိခင်ကလေးလည်းမကူးသွေးနဲ့တည်း ठी မှာတော့ကူးဆက်မယောကအဲ့တော့ကြောက်ပါမိရချက်။ तू ကအရင်တော့စီပိုးကူပြီးသွားပါပြီတဲ့။ ဈေးတောက်ရက်ပြီး3လကြာပြန်ဆက်တော့ဥကောင်လည်းမရှိတော့ပါဘူးတဲ့။ဒါပေမဲ့ तू အခုဒီ medical check up နေတဲ့သူစတဲ့ခါကျတော့စီပိုးရှိလို့ပြောပါတယ်တဲ့။အဲ့ဒါပြဟုတ်မနိုင်ပါလားဆရာကြီးတဲ့။အဲ့ဒါဆရာတို့အများအန်းတွေ့နေကြပြဿနာပေါ့အရင်ဆိုင်နေရတာ။လူတယောက်ကိုသူစစ်လိုက်ရင် NDHCV ဆိုတဲ့ဟာကိုစစ်တယ်။အဲ့ဒါစီပိုးရှိတယ်လို့ယူဆတယ်။တကယ်တော့ NDHCV antibody ဆိုစီပိုးမဟုတ်ဘူး။ တချိန်တစ်ခါကစီဘိုးဝင်ခဲ့ဘူးတယ်ဆိုတော့ပြတယ်ဒါမှမဟုတ်ဒီကဘာလုံးမှာစီဘိုးလို့ပြောရင် NDH ဆိုပြီးဆက်ရအောင်ပြီးတော့စီဘိုးအကောင်ရေအတွက်ဆိုတာ HCV RNA အဲ့ဒါမှအကောင်ဟောဆရာတို့ကုတယ်ဆိုတာက NDHCV RNA ကိုတော့ပြောင်းအောင်ကုလို့ရတယ်အဲ ACV RNA ကို RNA ဆိုပိုးတော့ပြောင်းကုလို့ရတယ်သို့သော် NDHCV ခေါ်တဲ့ ် antibody ရောပြောင်းလို့လို့မရအဲ့ဒါအမြဲရှိမှာအဲ့ဒါဟုတ်တယ်ကျန်ပြောတာရမ်းမှတ်နေလူတယောက်ကိုဆက်လိုက် ndhcp တွေ့ရဆိုတာနဲ့အားခဲမှာစီဖို့ရှိတယ်အဲ့လိုဘယ်လိုပြန်ဖြစ်မဟုတ်ဘူးကန်ကျွန်တော်မှအဲ့လိုလုပ်ပြီးစီဖို့ဆက် hcp rna ကိုစစ်ကြည့်ပြီးအဲ့ဒါပျောက်လို့ဆေးကုလို့ပျောက်လဲသွားပြီကျွန်တော်မှရှိတာခင်ဗျားတို့တစ်ချိန်တစ်ခါကပိုးဝင်ခဲ့ဘူးတဲ့ဆိုတော့ပြတယ် antibody ပဲလို့ဖြစ်ရောဟုတ်ကဲ့ဆရာ အဲ့နောက်တစ်ခါကျရင်တော့မိရတော့တင်းတော့တော့ C4 ကုရတဲ့ခါကျရင်ねအရင်ကတော့သူထိုးစေးတွေထိုးပြီးကုရတယ်ကြားတယ်တဲ့အခုတော့ဘလို့ကုသမှုတွေအစ်စ်တွေအစမ်းတွေရှိနေတာမသိဘူးဆရာကြီးရဲ့အောင်တော့ဟုတ်တယ် C4 ကုရဲဆိုတာတပတ်ကိုတစ်လုံးတစ်နှစ်လောက်ထိုးရတယ်ဘေးရွှေရွှေလည်းအများကြီးပြီးတော့ဟိုတတော်ကိုလူတွေမခံနိုင်ကြဘူးပေါ့နော်အဲ့တော့ကုဖို့လည်းတော်တော်ခက်တစ်နှစ်တော့300လောက်လည်းကုန်တယ် အခုခေတ်မှာတော့လွယ်လွယ်လေးပဲစီဖို့ကုရစွာစားသေးလေးစားရမယ်စားသေးလေးကုလိုက်12ပတ်ဆိုပြောက်ပြီခုနောက်ဆုံးသိပ္ပံပြင်စမ်းသပ်နေတာ6ပတ်နေတော့ပြောက်လားဆိုစမ်းသပ်တယ်အဲ့တော့ဟိုတပြေး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 နဲ့စီဝိုးရဲ့တဆေးတဲ့ပေါ်လာပြီးတော့ပျောက်တဲ့ရခိုင်နှုန်းကလည်းတရားရခိုင်နှုန်းတော့ညီပါဖြစ်တယ်အဲဈေးလည်းတက်တာပြီးတက်တာအောင် လောက်လာတယ်ပြီးတော့ဟိုဘာမှဘေးရဆူရုံဖြစ်တဲ့ဈေးတွေပေါ်လာပြီပေါ့နော်တရင်ကောင်းပါ့မလားဟမ်တရင်ကောင်းပါ့ပေါ့နောက်တစ်ခုကကြောက်တယ်ဘာမလဲဆိုတော့ဒီဘီဘိုးတော့သူကုပြီးသွားပြီတဲ့ဆိုင်ဒီနှစ်ခေါက်ကထိုးစင်းထူပျောက်သွားပါပြီတဲ့အကိုခန်းတစ်ထောင်ကျော်သွားပါပြီအဲ့အခုသူတွေးလှူလို့ရပါလားမသိဘူးကြာကြီးဘီဘိုးတစ်ခါဝင်ခဲ့ဘူးတဲ့ဆိုရင်တော့อืม သူမလူသင်ဘူးလို့ပဲဆရာပြောမှာဟုတ်ကဲ့ဆရာမလူပါနဲ့လို့တွေးတယ်မှာတပြက် NDHBC တို့ကတော့ရှိနေသေးတဲ့ပိုးတစ်ခါ positive ဖြစ်ဘူးတယ်တစ်ချိန်တစ်ခါ positive ဖြစ်ဘူးတယ်ပါဆိုရင်လုံးဝမလူပါနဲ့နောက်ခွာပေါ့နော်အသေးစီဖုန်းနဲ့ပတ်သက်ပြီးတော့မိခိုးလေးနဲ့မိနေလို့ပါရအသေးစီဖုန်းကလည်းအဝလွန်တာနောက်ဒီသွေးရိုးစီးချိုနဲ့ဆက်ဆက်မှုရှိပါလားတဲ့ဆရာ အသေးစီဘုံနဲ့အဝလွန်နဲ့တွေးလို့ရှိကြနေဆက်ဆက်နေတာပေါ့အကုန်လုံးဘယ်ဟာဘယ်လိုစမ်းကျဲဦးနဲ့ကျဲမာနဲ့ဘယ်ဟာအလုံးဘယ်ဟာစမ်းမှန်းကိုမသိဘူးအဝလို့မသေးစီဘုံလို့အသေးစီဘုံလို့စီကြိုဖြစ်လို့စီကြိုဖြစ်လို့ဝါလို့ဝါလားလုံးရပတ်ချလိုက်နေတာတော့အဲမက်တာဘောလစ်ဆင်ဒရုမ်ခေါ်တဲ့အဝလွန်ယောဂရဲ့စီကြိုရဲ့အသေးစီဘုံနဲ့အကုန်ဆက်ဆက်နေပါလေနောက်ပါပါနော်အသေး6လုံးတောင်ကြောင်းနေရတာရှိတယ် တော့မှန်ပြောင်းဆိုင်မှန်ပြောင်းကြည့်တစ်ခါကြည့်ဘူးပါတယ်တဲ့သူကတော့အသေးချောက်တာအဆင့်သုံးလို့ပြောပါတယ်အဲ့တော့မှန်ပြောင်းကိုဘယ်လောက်တစ်ခေါက်ပြန်ကြည့်တင်ပါလဲဆရာကြီးမှန်ပြောင်းတော့လေအနည်းဆုံးတစ်နှစ်တစ်ခါလောက်တော့အမြဲကြည့်တင်တယ်ဟုတ်တယ်ဒါပေမဲ့လို့လည်းဒီမှာတွေးကြောထုံးနေဖာဘူးတယ်ပြူဘူးတယ်ဆိုတော့6လတစ်ခါကြည့်ရမှာဘာမှမဖြစ်တဲ့လူတယောက်အသေးချောက်တဲ့လူတယောက်အဆင့်သုံးလေးမှန်ပြောင်းကြည့်ရဆိုရင်ရှိမရှိအနည်းဆုံးတစ်နှစ်တစ်ခါတော့ပြန်ကြည့်တင် နောက်နောက်ဆုံးမိကုန်းလေးကပါတယ်ဆိုတဲ့ခါကျတော့အဲတောင်းတော့စီဘိုးကုပြီးတော့ရင်းနဲ့ဒီပုံမှန် follower အနေနဲ့ဘယ်တော့တစ်ခေါက်ပြန်ပြပြလို့လိုအပ်ပါတယ်ဆရာကြီးရဲ့ဟုတ်တယ်။အဲတော့ကခုနပြောလို့စီဘိုးကုသွားပြီးရင်စီဘိုးဒဇိန်တစ်ခါဝင်ငွေဝူသည့်တွေ့မှန်မှန်တော့ပြန်တယ်။ဘယ်တော့ပြမလဲဆရာတို့ရဲ့ဌာနရဲ့မူဝါဒကိုပြောရင်ဆရာတို့ကအသေးချောင်းလုံးတိုင်းလိုက်တယ်။ တက်ချောင်းလုံးက1နှစ်12ဆိုလို့ရှိရင်6လတခါလားအဲ12ဆိုလို့ရှိရင်1နှစ်တခါလား3 4ဆိုရင်အဲ6လတခါလား3 4ရဲ့မှာဟို child grade တွေက B0 C0 ဆိုရင်၄လတခါလားအဲ့လိုခွဲခြားခြင်းဆရာတို့ဒီတစ်ပတ်တော့ဖြေတိုင်းလည်းများသွားပြီပြောရည်များသွားပြီဆိုတော့ဒီတစ်ပတ် ီလောက်လည်းပဲနားအောင်နောက်တစ်ပတ်မှာပဲအဲတည်ကျင်းတဲ့မေးခွန်းတွေကိုကြိုပို့ထားလို့လည်းရတယ်ဆရာတို့ပြောနေတော့မှ live လည်းမေးလို့ရတယ်ဟိုဆရာတို့ကတမျိုးစာပြကိုကြီးပြောတာနေနားထောင်နေပြီးတော့တော်တော်ပြောနေတယ်ပြင်းစရာကောင်းသွားမှာဆိုလို့ပုံစံတမျိုးပြောင်းပြီးအာမေးချင်တာမေးဒဲဝန်နဲ့ပတ်သက်လို့မေးချင်တာမေးကိုဘုဒ္ဓရအောင်ကို ဖြည့်ပြီးသွားမယ်အစီအစဉ်မှာအဲ့တော့နောက်လာမှပြန်တွေ့တာပေါ့ကျေးဇူးတင်ပါတယ်ဟုတ်ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ် အရေးကြီးဆုံးကကျမ်းမာရေးကောင်းမှုပါပဲ။ဒီပြေစုံနဲ့ကျမ်းမာမှုမှာအသေးကျမ်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်။အသေးအားအစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။စီများတဲ့အစားအစာ၊စိုးစိမ်၊ရက်ပီယာနဲ့မှုရအသေးရောဟာအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။အသေးစွမ်းဆောင်ရည်ကိုမြင်မားစေပြီးအသေးရောဟာအမျိုးမျိုးပုံပုံကာဝင်နိုင်မှု live of the RC ကိုနေ့စဉ်ပုံမှန်တောက်သုံးတင်ပါတယ်။အသေးရောမစိုးရင်ပါလေ live of the RC see from caring for well being နေနေရာစီများလိုက်တာအသေးထိလိမ့်မယ်နေပုံမှန်စားနေအစားတောက်တွေထဲမှာစိုးစိးတွေပါတော့အသေးကိုထိနေတာပဲမင်း liver မတောက်ထားဘူးလား liver ကပါလေတဘာဝဆေးဘက်ဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစိကို နေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါတယ်အသေးအတွက်မစိုးရင်ပါနဲ့ live of အသေးအားစီ see firm caring for well being